2021ခုနှစ်ကလေးကစပြီးပြည်သူလူထုအပေါ်ကျူးလွန်နေတဲ့အလွန်ဆက်ဆုပ်ပဲကောင်းတဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်ရမှာဖြစ်ပြီးအရသာအစိုးရအောက်ပြန်လဲရောက်ရှိရေးအတွက်ယုံကြည်ပွဲကောင်းတဲ့လမ်းကြောင်းတစ်ခုကိုရှာဖွေရမယ်လို့ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောကြားခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့တင်းလာနေမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကအကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကမြန်မာပြည်သူတွေအပေါ်မှာဘေးဒုက္ခတစ်ခုပြီးတစ်ခုဆင့်စီခဲ့ရုံသာမကောင် ဒေတာတွင်တည်ငြိမ်ရေးကိုပါချိန်ချောင်နေတယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိအခြေအနေဟာနိုင်ငံရေးစီးပွားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကျင့်အကျဲတွေကိုတပြိုင်တည်းဖြစ်ပေါ်စေပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုဆိုးရွားစွာထိခိုက်စေကြောင်းလည်းထောက်ပြထားပါတယ်။ကုလအတွင်းရေးမှူးချုပ်ရဲ့ဒီမချက်ဟာအာဆီယံခေါင်းဆောင်တွေကိုယ်တိုင်ကမြန်မာအရေးနဲ့ပတ်သက်ပြီးဘုံတော်တူညီချက်၅ချက်အကောင့်ထဲပေါ်မှုမှာတိတာတဲ့တိုးတက်မှုရှိတဲ့အတွက်စိုးရိမ်ကြောင်းထုတ်ပြန်ခဲ့ပြီးတရားကြမ်းမှာထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါဟာမြန်မာရေးကိုဖြည့်ရှင်းရမှာ ုလသမဂ္ဂနဲ့အာဆီယံတို့သဘောထားတက်ထက်ထဲချပြီးနိုင်ငံတကာ PR တွေပြန်လဲမြင့်တက်လာတာကိုပြသနေတာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂအနေနဲ့အာဆီယံရဲ့ကြိုးပမ်းမှုတွေကိုပြေဝထောက်ခံပြီးအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေပေါ်ပေါက်လာရေးကိုအထူးကလိုလားကြောင်းလဲကူတာရက်ကထပ်လောင်းပြောကြားသွားတာဖြစ်ပါတယ်။ဒေတာတွေတည်ငြိမ်ရေးကိုချိန်ချောင်းနေတယ်ဆိုတဲ့အချက်ကိုလည်းသူကအလေးပေးပြောကြခဲ့ပြီးမြန်မာနိုင်ငံကနေစတင်ဖြစ်ပေါ်နေတဲ့ဒုက္ခသည်ပြဿနာ မှုရေးစေဝါမောက်ကိုကိုမူ လူကုန်ကူးမှုနဲ့နေဆက်ဖြစ်ကျော်ရာသွေးမှုတွေဟာအိန္ဒိယနိုင်ငံတွေရဲ့လုံခြုံရေးကိုပါတိုက်ရိုက်စိန်ခေါ်နေတယ်ဆိုတာကိုလည်းထည့်သွင်းပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ထုတ်ပေါ်ပြောဆိုထားတဲ့အကြောင်းမှာအချမ်းမဲ့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့ဒိုင်းသာလူနေစု28ဖွဲ့အတိုက်ခံအင်အားစုများအားလုံးကိုအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ဖို့အတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီမှာဖိတ်ကြားမှာဖြစ်ကြောင်းနဲ့မြန်မာရေးကိုဖြည့်ရှင်းနိုင်ဖို့မြန်မာကိုယ်တိုင်ဥဆောင်ရမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူများဆွေးနွေးဖို့စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်းလည်း၎င်းကဆိုပါတယ်တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တိုက်တွန်းပါတယ်မြန်မာနိုင်ငံရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဥဆောင်လှုပ်ဆောင်အောင်ပါဖြစ်ပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီရာဟင်ကပြောဆိုထားတာပဲဖြစ်ပါတယ်မြန်မာချမ်းဖက်စစ်တဲ့အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်တယ်လို့လည်းအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ကြေညာထုတ်ပြန်ခဲ့ပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်ထဲမှာအဓိကအချက်အနေနဲ့မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိတဲ့အကောင့်ထဲဖို့တိုးတက်မှုများမလုပ်ဆောင်နိုင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများမှာမြန်မာစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲနိုင်ငံရေးအရာကိုစားမပြုသူကသာတက်ခွင့်ပြုမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါ့ပြင်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးရဲ့ကြေညာချက်ထဲမှာ ွေးကောက်ပွဲများမချဲပါမီနိုင်ငံရေးအခြေတဲကိုဖြည့်ရှင်းရန်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်အမှဖြစ်ကြောင်းလည်းထုတ်ပြန်ကြေညာထားတာဖြစ်ပါရခင်ဗျာလူငယ်များကိုစစ်မှုထမ်းဖြင့်အတင်းချက်စေခိုင်းနေတဲ့မြန်အောင်နိုင်ငံမြန်မာလူငယ်တွေပြည်ပကိုရွှေ့ပြောင်းသွားလာမှုမြန်မာနေတော်လဲပြည်တွင်းမှာလည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ယမန်နေ့နေပြည်တော်မှာဖြစ်လို့တဲ့2024ခုနှစ်လူဥယျာဉ်နဲ့သကောင်းစီးရင်အစီရင်ခံစာထုတ်ပြန်ပွဲမှာစစ်ကောင်းဆောင်မြန်အောင်နိုင်ငံကအခုလိုပဲပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူငယ်များကြားမှာပြည်ပရွှေပြောင်းပေါ်လာမှုတွေမြန်မာနေတော့လေတချိန်ကမွေးနှုံးမြန်မာခဲ့တဲ့အကျိုးဆက်တွေကြောင့်အလုံးလုံးကိုင်းနိုင်တဲ့လူငယ်လူရွယ်ဥယျာဉ်ကလည်းယခုအချိန်မှာအများပြားနေဆဲဖြစ်ပြီးဒီနည်းအားဖြင့် demographic bonus လို့ခေါ်တဲ့လူဦးရေစုလက်ရရှိနေဆဲကာလဖြစ်ကြောင်းပြည်ပတို့ရွှေပြောင်းခြင်းကလည်းမြန်မာနိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းမှာရှိနေတဲ့အလုပ်ကိုင်းခွန်နိုင်များနဲ့အိန္ဒိယနိုင်ငံများရဲ့စီးပွားရေးဖွံ့ဖြိုးမှုတော့ပေါ်တည်မီနေခြင်းကြောင့်ဖြစ်တယ်လို့စစ်ကောင်းဆောင်မယောင်လိုင်းကပြောဆိုလိုက်တာပဲဖြစ်ပါတယ် ဂျပန်မြောက်နိုင်ငံ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းအဖွဲ့အစည်းတွေကိုလစဉ်ဖွင့်လှစ်ကာလူငယ်9000ကိုလစဉ်စစ်မှုထမ်းခေါ်ယူခဲ့ရမှာယခုခါစစ်မှုထမ်းအဖွဲ့အစည်း18တူပင်ရောက်ရှိလာပြီးဖြစ်ပါတယ်လူငယ်များဖြည့်ပေါက်ကိုပြောင်းရွှေ့နေမှုမြင်မာနေတဲ့အတွက်အချမ်းဖက်စကောင်းဆောင်မြောက်နိုင်ငံအသက်16နှစ်မှအသက်35နှစ်အထွန်းလူငယ်တွေကိုဖြည့်ပေါက်ကိုအလောက်ကန်ဖြင့်စေလွှတ်မှုများပိတ်ပင်ခဲ့ပြီး ပြည်ပသို့အလဲပတ်နဲ့ထွက်တဲ့လူငယ်များကိုလည်းအကြောင်းမျိုးမျိုးပြပြီးလေးစိမ်းများမှလှည့်ပြန်ခိုင်းမှုများ လှုပ်ဆောင်လျက်ရှိပါတယ်။ဒါပြင်ပြည်ပကိုရောက်ရှိနေတဲ့မြန်မာလူငယ်များအမိမြေသို့ပြန်လာ၍စစ်မှုထမ်းကြရေးအတွက်လည်းစစ်ကောင်းဆောင်မရောက်နိုင်ဥဆောင်တဲ့စစ်တပ်ကပုံစံအမျိုးမျိုးနဲ့ကြိုးစားလျက်ရှိပြီးပြည်ပထွက်တဲ့လူငယ်များနေထိုင်ရနေတွေကိုစစ်တပ်လောက်ခံရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းကြီးလောက်စင်တိမ့်ချီကောက်ခံမှုများလည်းဖြစ်ပွားလျက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျ။စစ်အုပ်စုအားထောက်ခံအားပေးနေတဲ့ ြည်တွင်းသတင်းမီဒီယာများဖြစ်တဲ့11ရန်ကုန်မီဒီယာ group အစောရှိသူတို့နဲ့ Telegram channel များမှာ၎င်းတို့ရဲ့ကောင်းဆောင်ကြီးယခုတစ်ချိန်တော့အောက်တိုဘာ26ရက်မှာကွာလာလမ်ပူးတွင်ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ခွင့်ရလည်ပြီလို့ဆိုကာသတင်းမများကိုရည်ရွယ်ချက်ရှိရှိဖြန့်ချီခဲ့ကြပါတယ်။ရခိုင်ကလည်းမလေးရှားနိုင်ငံရဲ့ဝင်ကြီးလာခဲ့တဲ့ခီစဉ်ကိုခုတုံးလုပ်ပြီးမလေးရှားမှာလေးလာရေးဖွဲ့ဆေလွတ်မယ်လို့စစ်အုပ်စုရဲ့မီဒီယာများကလိန်ညာထုတ်ပြန်ခဲ့တာကြောင့်အတော်ပဲရှင်းယူလိုက်ရပါတယ်။ ထို့သတင်းဟာမလေးရှားထုတ် news rate တိုင်းသတင်းမှာညှက်ပါလာတဲ့စာတကြောင်းကိုကိုးကားပြီးမဟုတ်မဲတိတိနဲ့လူရဲ့ဖြန့်ချီလာကြခြင်းဖြစ်တယ်လို့နောက်ပိုင်းမှာအဆိုပါစာကြောင်းပါအပိုက်ကိုပြန်ဖြုတ်သွားတယ်လို့ ARD သတင်းမှာဖော်ပြထားပါတယ်။အစည်းအဝေးနဲ့နှိစက်တဲ့မလေးရှားအရာရှိတွေကမင်းအွန်လိုင်းကိုဖိတ်မှမဟုတ်ဘူးဆိုတဲ့အကြောင်းပြောခဲ့ပြီလို့ဆိုပါတယ်။ကမ္ဘောဒီးယားနဲ့လာအိုကဲ့သို့နိုင်ငံများဥက္ကရာဖြစ်ခဲ့စဉ်ကပင်မင်းအွန်လိုင်းအားဖိတ်ခေါ်ဖို့စကားဥပဒေမတန်းခဲ့ပါလျက်ယခုမလေးရှားကခေါ်ပါမလားဆိုတာကိုထည့်သွင်းမစဉ်းစားကြတာပဲဖြစ်ပါတယ်။ ထို့ပြင်ယခုထိပ်သီးအစည်းအဝေးကယခင်ခါထက်ကြဲကြဲပြန့်ပြန့်လှုပ်သွားဖို့ရှိနေတာကြောင့်ဒေါ်နယ်ထရန့်အပါအဝင်တရုတ်၊အိန္ဒိယ၊အီတလီ၊ကနေဒါ၊တောင်ကိုရီးယား၊နယူးဇီလန်၊ဩစတြေးလျနဲ့ဂျပန်မှအမျိုးသမီးဝင်ကြီးချုပ်အသစ်ဘရာဇီး၊ရုရှား၊တောင်အာဖရိကသမ္မတစုစုပေါင်းနိုင်ငံ၁၂နိုင်ငံမှထိပ်တန်းခေါင်းဆောင်များလာရောက်မဲ့အပွဲမှာစွန်းစံစိန်နဲ့ကြွက်ချီးအယောခံမှမဟုတ်ဘူးလို့ဆိုပါတယ်။တကယ်တမ်းဆိုတော့2026ဟာအာဆီယံဥက္ကဋ္ဌလုပ်ဖို့မြန်မာအလဲကျတဲ့နှစ်လည်းဖြစ်ပြီး ယခုတော့ဩဂရလို့ဖို့နေနေသားသားအစည်းအဝေးနားတော့ပြင်ကတ်ခွင့်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။လူရဝင်ချင်းသည်ဆိုပါကကိုဘက်က short and short ပေးရတဲ့တတိမျိုးရှိဖို့လိုပြီးထို့သောတတိမရှိဘဲနဲ့တော့လူရဝင်ချင်း၍မဖြစ်ဘူးလို့လည်းဆိုပါတယ်။နောက်ထပ်ရရှိတဲ့သတင်းတွေအရဆေးဥစုက Starlink အလုံး30သိန်းစီနိုင်ကြတယ်လို့သတင်းထုတ်ပြန်ပြီးတဲ့နောက် Elon Musk ရဲ့ Space မှာ online ဝေလင်ခိုင်းများတုံးနေတဲ့ Starlink အလုံး2500အား line ဖြတ်တောက်ဖြစ်လိုက်ပြီလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရ တရုတ်ကွန်မြူနစ်ပါတီမှလက်ရှိအမေရိကန်ရဲ့အနောက်အစုမှ1945မှာစတင်ခဲ့တဲ့နိုင်ငံတကာအခင်းကျင်းကိုမောက်လန်ဖြစ်ဖို့၎င်းတို့ဦးဆောင်ပြီးနိုင်ငံတကာဖျံဖြေရေးအဖွဲ့လို့ဆိုတဲ့ International Organization for Mediation ကိုဟောင်ကောင်မှာစတင်ဖွဲ့စည်းတဲ့အခမ်းအနားကိုဖြစ်လုပ်ခဲ့ပါတယ်။ယခုအချိန်ထိပါဝင်ထားတဲ့နိုင်ငံပေါင်း30ကျော်မှကိုယ်စားလှယ်200ခန့်တက်ရောက်ခဲ့တယ်လို့တရုတ်သတင်းဌာနဖြစ်တဲ့ Global Times မှသတင်းထုတ်ပြန်ထားပြီးနောက်ထပ်နိုင်ငံများပါဝင်ကြဖို့လည်းစော်ဩထားပါတယ်။အဆိုပါကိစ္စက ကမ္ဘာနိုင်ငံရေးစက်ကောင်မှ Liberal Democracy စနစ်ပြည်ဖုံးကားချတော့မယ်လို့အချက်ပေးတန်ကြောင်ခောက်လိုက်ခြင်းလည်းဖြစ်ပါတယ်။စစ်အုပ်စုဘက်ကတော့အခုလ28ရက်ကလေးကပါဝင်မယ်လို့ဆိုကလက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူ့ရဲ့ခုခံတွန်းလှန်စေမောက်ချအောင်ရမည်